။ဒီနေ့ဓမ္မနန်းတော်ယောသနာရိတ်တာတည်တော်မို့ရန်အတွက်သဒ္ဓပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဠိတန်ပေးကြသောအလူရှင်များမှာတဝရကန္နာကြောင့်ရင်သာသောမိခင်ကြီးဒေါ်လာတန်အေးဆယ်လားပြည့်အာရည်သူရည်မှန်းပြီးတော့ဓမ္မနန်းတော်ရိတ်တာတည်တော်မို့ရန်အတွက်တဝကမ္မဝတ္ထုငွေ3သိန်းကျပ်နဲ့အတူဓမ္မပူဇာအတွက်ဝတ္ထုငွေ2သိန်းကျပ်အစုစုပေါင်းတဝကမ္မဝတ္ထုငွေ5သိန်းကျပ်တို့ကိုဥထင်အောင်ဒေါ်စိုးအောင်မှတန်းသမီး မဆုမြတ်တို့မိသားစုမှလူဒန်းထားခြင်းပဲဖြစ်ပါတယ်။မိခင်ကြီးဒေါ်တက်တက်ညွန့်အားအမှုထားပြီးတော့တမိဖြစ်သူ မနှင်းပွင့်မမိုးပွင့်မိသားစုတို့မှ တသိန်းကျပ်။ကရင်သင်္ကန်းအတွက်ဂျပန်နိုင်ငံမှနေသောမလင်းမမမှတသိန်းကျပ်။ဥတင်ကိုကိုဒေါ်ရီမိသားစုစင်ကိုနိုင်ငံမှ ကထိန်သင်္ကန်းအတွက်နဝကမ္မဝတ္ထုငွေ3သိန်းကျပ်။ ဥမြစိန်မှနဝကမဝတ္ထုငွေတသိန်းကျပ်ဒေါ်ညင်းညမ်းမီမှတသောင်းကျပ်ဥจิตတာချမ်းအေးဒေါ်ခင်ချမ်းငိမ့်စုမိသားစုမှ တသိန်းကျပ်မဇ္ဈိမဥမှတသိန်းကျပ်ဥဟန်စိုးဤ58နှစ်ပြည့်မွေးနေ့မင်္ဂလာအားအကြောင်းပြု၍မလေးရှားနိုင်ငံမှနေသောကိုမျိုးနိုင်မှန်ွယ်နေထွန်းမိသားစုမှတ် တသိန်းနဲ့တသောင်းကျပ်ဥယျတင်ဒေါ်ဝင်းရီမိသားစုမှတသိန်းကျပ်ဥအေးမိသားစုမှတသိန်းကျပ်ဥတန်ဆန်းရောင်ကြီးတွင်ကုံမိသားစုမှတသိန်းကျပ်ကိုငင်းကျမ်းမိသားစုမှတသိန်းကျပ်အကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်စက်ဖြစ်သောကံတို့ဘေးတို့အနေနဲ့သို့ယောဂါဆိုမြို့မြို့ကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုံညံ့ဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။ တို့မတပံတဘောတခဏချွင်းချင်းသွားတော့ဓမ္မဤဒေါနတန်သည်ဒီကနေ့အခါတမယ၌မသိမသိနှလုံးသွင်းမိညာအကေမရောက်ရှိကောင်းသောဘုံဘဝဘုံနာနာတို့ရောက်ရှိနေညာယနေ့ယခုကြံရင်သောမိသားစုတို့မှပြုလုပ်ပေးဖို့အားထုတ်သောကုသိုလ်ကောင်းမှုတို့အားကျန်သေးရတလို့ခေါ်နိုင်ရတော်၎င်းအမှန်မှန်တဘာဘာသောရှင်မျိုးမိတ်တင်ကအပေါင်းတို့နဲ့တန်ခါတော်အရှင်သူမြတ်အပေါင်းတို့၏ပြုဖို့အပ်သောအမြတ်မြတ်တာတို့အားတတို့ခေါ်နိုင်၍မြင့်မြတ်သောဘုံဘဝဘုံနာနာစီတို့၎င်းဓမ္မတမန်မြင့်ပြုလုပ် အာထုကေဘုသောကုသိုလ်ကောင်းမှုတို့အားပြန်လဲကမှရရဲ့သာဓုခေါ်နိုင်၍တော်ရကောင်းအေကောင်းမှုကုသိုလ်တို့အားသာဓုခေါ်နိုင်ပြီးနှင့်အကယ်၍နိုင်ငံသောဘုံဘဝဗုဒ္ဓနာမှမြင့်မြတ်သောဘုံဘဝဗုဒ္ဓနာတည်တို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကုသိုလ်အားအမြတ်မြတ်တာပေးပါနဲ့အားလုံးသာဓုခေါ်နိုင်ကြပါစေအဲ့တော့လောလောဆယ်တော့တစ်တော့နဲ့အဲကွန်မန့်မှာ ချက်ပေါက်ရောကွန်မန်းရောမှာစာလဲပြန်လို့မရဘူးလောလောဆယ်အပိတ်ခံထားတယ်ဒါကြောင့်မလို့ဓမ္မနန်းတော် Facebook နဲ့ဓမ္မနန်းတော် YouTube မှာ အမေးဖြေလောက်ပါလေအဲ့ဒီမှာဆက်သွယ်ပြီးတော့အဲမေးမြန်းနိုင်ပါတယ်အဲ့တော့မနေ့ပြန်ဆိုလို့ရှိရင်ကတိရာစီပြီးဆုံးသွားပြီအဲ့တော့ဘုရားဘာသာလေးအတွက်နေရတရားလဲအထူးအရေးကြီးတယ်လို့လောက်တရားလဲအထူးအရေးကြီးပါတယ် ဒါပေမဲ့အဲ့ဒီတည်းပို့ပြီးတော့အရေးကြီးတာဘာလဲလို့မင်းရင်သစ္စာတိဘုံကပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ဘာပဲလို့လို့ဘာပဲလို့လို့အဓိကဗုဒ္ဓဘာသာတွေအတွက်ကသစ္စာတိဘုံဘာပဲလို့သစ္စာတိပါလို့ပြောရတာလဲလို့မင်းရင်သစ္စာတိမှအနိဗ္ဗာန်ဝင်တာမလို့သစ္စာတိဘုံအရေးကြီးပါတယ်အဲ့တော့ဒိနာသောက်တည်တဲ့မေတ္တာဘာဝနာပွားများတယ်ပရာဟိတလုပ်တယ်စသည်ဖြင့်ပေါ့အဲနောက်တခါဒါနတွေပြုလုပ်ကြတယ်ဒါတွေအားလုံးကလည်းချုပ်လိုက်တော့နိဗ္ဗာန်ရောက်ဖို့ပဲ အဲဟုတ်ပြီနိဗ္ဗာန်ရောက်ဖို့ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ဖို့အခြေခံတရားဘာလဲလို့မင်းသစ္စာတိဘုရားအရေးကြီးတယ်အဲ့တော့သစ္စာတိဘုရားကိုအခြေခံလဲလို့မင်းခန္ဓာကိုအခြေခံရခန္ဓာကိုအခြေခံဖို့ဆိုရင်ဘာတိဘုရားထပ်ပြီးတော့လောဘအလဲလို့မင်းပြိစ္ဆာသောဘက်ကိုပြန်ပြီးတော့အခြေခံတယ်ဒါကြောင့်ခန္ဓာရဲ့ပြိစ္ဆာသောဘရဲ့သစ္စာရဲ့ဆိုတာကသူကတသားတည်းပဲအဲ့ဒီအနေပြီးတော့ရှုနည်းရှုပုံအဲလုံးနေလုံးပုံကြတော့သူကဘာနဲ့သွားလဲဆိုတော့တတိပ္ပဏ၄ပါးနဲ့သွားလိုက်တယ်အဲ့ဒီခါကျတော့လုံငန်းဝင်နဲ့ရောက်သွားတဲ့ခါကျတော့သူကတတိပ္ပဏ နဲ့သွားလိုက်တာအဲ့တော့အဲ့ဒီသတိပဋ္ဌာန်မှာဆိုကြမှာတော့သစ္စာ၄ပါးမှာဒုက္ခသစ္စာရဲ့သမုဒိယသစ္စာဒီနှစ်ပါးပဲဒါကပုရုသင်တွေအတွက်ဖြစ်နေတဲ့သစ္စာအဲ့မဲ့သောတာပန်တွေမှာလည်းဒုက္ခသစ္စာရှိတယ်အဲ့သောတာပန်တွေဒုက္ခသစ္စာရှိတယ်ဆိုတာအတိုင်းတာနဲ့ဘဝအရေးအတွက်နဲ့ရှိတာတစ်ဘဝနှစ်ဘဝနဲ့ခုနှစ်ဘဝတည်းဆုံးသည်တက္ကရကံလည်းဒီတိုင်းပဲအနာကံလည်းဒီတိုင်းပဲဒါဒုက္ခသစ္စာမဆုံးသေးတာပြောတာဒါပေမဲ့ယဟန္တာတွေမှာကြတော့ဒုက္ခသစ္စာလောကီဒုက္ခသစ္စာတော့ရှိတယ်သို့တော်ညာလည်း ီဒုက္ခသစ္စာကိုနောက်တစ်ပတ်ပြန်ပြီးတော့ပွားမယ်သမုဒိယသစ္စာမရှိတော့တဲ့အတွက်သူကဒုက္ခချုပ်သွားတယ်လို့ဒီလိုမှတ်လို့ရတယ်။အဲ့ဒါဘာကြောင့်အဲ့လိုဒုက္ခချုပ်ထားလဲလို့မင်းရင်လို့ရင်အချင်းချုပ်ကသစ္စာသိသွားလို့ပဲ။ဒါကြောင့်ပရိစ္ဆေသုံးပတ်ဆောင်းဝိုင်းအလိုကြကြည့်တဲ့အခါမှာအကြောင်းကနေပြီးတော့အကျိုးဖြစ်တယ်။အကျိုးကနေပြန်ပြီးတော့အကြောင်းဖြစ်တယ်။အဲ့ဒါကိုအကြောင်းကျိုးလှဲ့တယ်လို့ပြောတယ်။အဲ့ဒီအကြောင်းကျိုးလှဲ့တာကအကြောင်းတရားကသမုဒိယသစ္စာအကျိုးတရားကရရှိတဲ့ခန္ဓာဒုက္ခသစ္စာ။ ဒါဆိုဒုက္ခသစ္စာဘယ်သူကြောင့်ရတာလဲလို့မေးအကြောင်းတရားကြောင့်ရတာဒါကြောင့်အကြောင်းကြောင့်အကျိုးဒုက္ခသစ္စာဖြစ်တယ်လို့ဒါကပိဋကတ်သုံးပတ်ကိုဆိုတာစောင်းဝိုင်းကိုပြောတာအဲ့ဒီစောင်းဝိုင်းကနေပြီးတော့နောက်တဲ့တပံအကျိုးကနေပြီးတော့နောက်တဲ့တပံအကြောင်းဖြစ်တာအကြောင်းကသမုဒယသစ္စာဖြစ်တာအဲ့တော့အကြောင်းနဲ့ကနေအကျိုးထွက်တယ်အကြောင်းနဲ့ကနေအကျိုးဖြစ်တယ်အကျိုးတဲ့ကနေအကြောင်းတခံပြန်ပြီးတော့ထွက်တာသစ္စာ၄ချက်လှဲ့နေတယ်လို့ပြောတာတကယ်တော့သစ္စာ၄ချက်လှဲ့တာကနှစ်ပါးလေးနဲ့၄ချက်ပြန်ပြီးတော့လှဲ့ နှစ်ပါးလည်းနဲ့၄ချက်လှည့်တို့ကြပါတို့ခန္ဓာပေါ်မှာဝေဒနာတစ်ခုပေါ်တယ်ဆိုဒီဝေဒနာတစ်ခုဟာခန္ဓာမှာမှီပြီးတော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒါဒုက္ခသစ္စာတိုက်ရိုက်လို့ပြောလို့ရခန္ဓာထဲမှာနားလာတယ်အောင့်လာတယ်ကျင်းလာတယ်ပူလာတယ်ကြိုက်လာတယ်အေးလာတယ်ညောင်းလာတယ်တောင့်လာတယ်ဆိုကြပါတို့ဒါကပညာတွေညာကထင်တာတဲ့ပညာအလုံးလုံးတဲ့ပညာကိုပြောတာယောဂဝေဒနာနဲ့ပြောလို့ရှိရင်တော့သွေးတိုးလို့စီကြိုးလို့နှလုံးလို့အသည်တို့ဒါကခန္ဓာပေါ်မှာဖြစ်တဲ့သဘောတရားလေ အဲ့ဒီခန္ဓာအောင်မှာဖြစ်တယ်ခန္ဓာအောင်မင်းပြီးတော့ဖြစ်တယ်ဒုက္ခသစ္စာတိုက်ရိုက်ဖြစ်တယ်ဒါဒုက္ခတိုက်ရိုက်နှိပ်စက်တယ်ခန္ဓာအောင်တိုက်ရိုက်နှိပ်စက်နေတဲ့ဒုက္ခသစ္စာအဲ့ဒါကိုနှိပ်စက်တယ်လို့လည်းမသိဘူးဒုက္ခသစ္စာလို့လည်းမသိဘူးဝေဒနာလို့လည်းမသိရင်သူ့ကိုမိပြီးတော့သမုဒိယသစ္စာညာဖြစ်တယ်အဲ့တော့အကျိုးတရားကခန္ဓာနှိပ်စက်တဲ့လက်ရှိနှိပ်စက်တဲ့အကျိုးတရားကဒုက္ခသစ္စာအဲ့ဒီအကျိုးတရားဒုက္ခသစ္စာကိုမသိတာက သမုဒိယသစ္စာဆိုတော့ဒုက္ခနဲ့သမုဒိယနေရာ ပြန်ပြီးတော့ဖြစ်တယ်အဲ့တော့တစ်ချက်နှိမ့်ဆက်တိုင်းမှာဒုက္ခတစ်ချက်သမုဒယတစ်ချက်ဒုက္ခကအကျိုးအတွက်နှိမ့်ဆက်တယ်သမုဒယကနောက်တတ်တဖန်ဒီလိုဒုက္ခဖြစ်ဖို့အတွက်တစ်ခါပြန်ပြီးတော့နှိမ့်ဆက်တယ်သူကနှစ်ချက်ပြန်ပြီးတော့နှိမ့်ဆက်တယ်အဲ့ဒါကြောင့်အရေးကြီးတဲ့သစ္စာသိဖို့ဆိုတာတရားနာတယ်တရားအထုတ်တယ်နိဗ္ဗာန်ဆုတောင်းတယ်နမတေကသစ္စာသိဖို့အခုဒီမှာကြည့်အောင့်နေတယ်အောင့်တဲ့ဒုက္ခသစ္စာလို့မသိဘူးအောင့်နေတဲ့ခန္ဓာလို့မသိဘူး အောင့်နေတာဝိဒနာလို့မဆုံးဖြတ်နိုင်အောင့်နေတာဒုက္ခသစ္စာလို့မဆုံးဖြတ်နိုင်တဲ့အတွက်သမုဒိယသစ္စာဖြစ်တယ်အဲ့တော့အောင့်နိုင်ရဒုက္ခသစ္စာနှိစက်တယ်ဒုက္ခသစ္စာသူ့ကိုဒုက္ခသစ္စာလို့မဆုံးဖြတ်နိုင်တာကသမုဒိယသစ္စာဖြစ်တော့ဒုက္ခသမုဒိယကတွဲလိုက်တယ်ဒုက္ခက အကျိုးသမုဒိယကနောက်တတ်တမှဒီလိုဖြစ်မဲ့အကြောင်းဆိုတော့အကျိုးလည်းကအကြောင်းပြန်ထွက်တာဒါကခန္ဓာအောင်မိဖြစ်တာဒါကရုံမှဖြစ်တဲ့တိုင်းရိုင်းဖြစ်တဲ့သစ္စာဒီနှစ်ပါးတစ်ခါပြန်ထွက်သွားတယ် အနောက်တဲ့မှာသူ့ကိုမှီပြီးတော့ဖြစ်တဲ့တခုရှိသေးတယ်။ကိလေသာပေါ်တယ်ဆိုကိလေသာကအကြောင်းတရားသမုဒယသစ္စာ။အဲ့ဒီအကြောင်းတရားသမုဒယသစ္စာကိလေသာဖြစ်တယ်။အဲ့ဒီအကြောင်းတရားသမုဒယသစ္စာကနောက်တဲ့မှာအကျိုးတရားဖြစ်တယ်ဆိုတော့သူကအကြောင်းကနေပြီးတော့အကျိုးပြန်ထုတ်တယ်။အကြောင်းဒုက္ခအကျိုးကနေဒုက္ခအကြောင်းပြန်လုပ်တယ်။ဒုက္ခအကြောင်းကနေနောက်တဲ့မှာဒုက္ခအကျိုးပြန်လုပ်တယ်ဆိုတော့သမုဒယသစ္စာကိုမဖော်ဘဲနဲ့ဒုက္ခတွေဟိတယ်ရော တန်းပြီးတော့ပြောလိုက်တာကိရိတာပေါ်တယ်တမုရိယအဲ့ဒီကိရိတာတမုရိယကလောဘပေါ်တယ်လောဘကြောင့်မရှုနိုင်တော့လားဒေါသပေါ်တယ်မရှုနိုင်လားသူများအကြောင်းပြောခြင်းနဲ့သူများအတင်းပြောခြင်းနဲ့စသည်ဖြင့်ကိရိတာတွေကိုမရှုနိုင်တယ်မရှုနိုင်တိုင်းမှာတမုရိယသစ္စာဖြစ်တယ်အဲ့ဒီစိတ်တိုင်းစိတ်တိုင်းဖြစ်နေတဲ့ကိရိတာစိတ်တိုင်းမှာတမုရိယသစ္စာဖြစ်တယ်အဲ့ဒီတမုရိယသစ္စာကနောက်တဲ့ဘဒုက္ခသစ္စာဖြစ်ဖို့အတွက်အကြောင်းတရားဖြစ်တယ်အဲကိလေသာနဲ့မိဖြစ်တဲ့ဒုက္ခ ဒုက္ခကိလေသာနေမိဖြစ်တဲ့အကြောင်းတရားတမှုတရားနောက်တစ်ခါဒုက္ခသစ္စာစစ်စစ်ကမိဖြစ်တဲ့ကိစ္စကြတော့ခொနကပြောတယ်အောင်းနာအောင်မဆုံးဖြတ်နိုင်ဘူးဘုရားမတော်ခေါင်းကိုက်တာကိုဒုက္ခလို့မဆုံးဖြတ်နိုင်ရင်အဲ့ဒီဒုက္ခကနေနောက်တစ်ပတ်တမှုတရားဆိုတမှုတရားကနေဒုက္ခဒုက္ခကနေတမှုတရားဒါကြောင့်သစ္စာလေးချက်မှာတမှုတရားဒုက္ခတမှုတရားဒုက္ခပြီးတော့မှဒုက္ခတမှုတရားတမှုတရားဒုက္ခလေးချက်လဲသွားတာဘာမသိလို့လဲလာလဲတန်တရားထဲမှာ မလူလို့မတန်းလို့မပေးလို့မကန်းလို့ဒေလာမဆောက်တီလို့ဆိုတာဒီခဏထားအောင်ဒီသစ္စာကိုနည်းနည်းလေးသိကြည့်လိုက်အဲ့လိုသိလိုက်တဲ့အခါမှာအော်အောင်းနာဒုက္ခသစ္စာအောင်းနာဒုက္ခသစ္စာဒါတည်းရဲ့ဆုံးဖြတ်တာ အောင်းနာဒုက္ခသစ္စာလို့သိတယ်လို့သမုဒိယသစ္စာသိတယ်လွယ်လွယ်လေးဆုံးဖြတ်လို့ရအောင်းနာဒုက္ခသစ္စာသမုဒိယသစ္စာဒေါသတရားတွေသိတယ်သမုဒိယသစ္စာငါသိတယ်သမုဒိယသစ္စာငါဆိုတဲ့ဒိဋ္ဌိသိတယ်ပြောချင်တယ်ဆိုတဲ့လောဘသိတယ်မသိတဲ့မောဟသိတယ်အောင်းနာဒုက္ခသစ္စာကိုဆုံးဖြတ်တယ် ောဘစိတ်ကလေးပေါ်လာတယ်။အော်ဒါလောဘစိတ်ပါလားလို့သိလိုက်တယ်။အော်ဒါသမုဒိယသစ္စာပါလားလို့သိလိုက်တယ်တဲ့။ဒုက္ခသစ္စာအဖြစ်ခံရတာဖြစ်တဲ့အတွက်နောက်တတ်တဲ့မှာသမုဒိယမဖြစ်တဲ့အတွက်သုံးအကွယ်သစ္စာတွေအကုန်လုံးချုပ်သွားတယ်။သုံးအကွယ်ချုပ်ရင်လေးအကွယ်ကနောက်တတ်တဲ့မှာဒုက္ခအကြောင်းဘယ်တော့မှပြန်မလာတော့တာ။အဲ့ဒါဘာသိတာလဲလို့မင်းကိုယ့်ရဲ့ပြိဿသောအပတ်နဲ့ကိုယ့်ဒုက္ခကိုသိလိုက်တာဖြစ်တဲ့အတွက်သစ္စာသိတယ်လို့ပြောရအောင်။အဲ့ဒီသစ္စာသိမှ